မြန်မာနိုင်ငံမှာလက်တလောဖြစ်ပွားနေတဲ့ငလင်ပေကြောင့်တရားမျှတစွာစဉ်းစားမယ်ဆိုရင်နာဆာကအနေနဲ့ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်ကြောင်းတရုတ်မြန်မာရေးလီလာသုံးသက်သူဒေါက်တာလှကျော်စိုးကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာမတ်လ28ရက်ကပြည်အား9တက်သမ9အဆင့်ရှိငလင်လောက်ခတ်မှုကြောင့်နေပြည်တော်ရှိလွတ်တော်အဆောက်အုံတွေအပါအဝင်အစိုးရဌာနတွေလန်ဒရာတွေပြုကြပျက်စီးဆုံးရှုံးခဲ့ပါရယ်အဲ့ဒီလိုပဲစကိုင်းတိုင်းနဲ့မန္တလေးတိုင်းအတွင်းမှာလည်းလူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေသလိုနေအိမ်တွေဟိုတယ်တွေဘာသာရေးအဆောက်အုံတွေနဲ့လန်ဒရာတွေပြုကြပျက်စီးလျက်ရှိပါရယ်အဲ့ဒါကြောင့်မြန်မာ နိုင်ငံမှာငလင်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့စစ်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့ကြီးပွားရေးကြာစင်မှုပြန်လည်ဦးမှုရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပပုံမှာမလွယ်ကူတော့ကြောင်းထောက်ပြကြပါတယ်။ NASA ကအနေနဲ့လှုပ်ရှင်တလို့လုပ်မယ်ဆိုရင်ရွေးကောက်ပွဲကျင်းပနိုင်ကြောင်းတရားမျှတမှုနဲ့ကြီးပါကရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းတရုတ်မြန်မာအရေးလေးလာတူတက်သူဒေါက်တာလကျော်စောက CNN သတင်းဌာနကိုပြောပါတယ်။ ပေါ်တရားတော်ရာစဉ်းစားရင်တော့လုံနိုင်မှုအကြောင်းမရှိဘူး။အဲ့တော့အခုရွေးကောက်ပွဲလေသူတို့လုံမယ်ဆိုရင်လုံချင်လို့လုံလို့ရတယ်။ဟိုတကယ်တကယ်တရားသဖြင့်တရားမျှတစွာစဉ်းစားရင်တော့မဖြစ်နိုင်ဘူး။အခုသူပြောတဲ့အထက်မှာသူကတခြားနိုင်ငံတွေကိုလည်းဖိတ်ပါမယ်ပါမယ်ဆိုရင်တော့မဖြစ်ဖို့များတဲ့အချက်များတခြားနိုင်ငံတွေကလည်းပုံနဲ့ဘလောက်အဆင်ပြေပြေဒီတရုတ်ပဲဖြစ်ဖြစ်ရုရှားပဲဖြစ်ဖြစ်ဘလောက်အဆင်ပြေပြေမဟုတ်ရုပ်ကြီးကိုတော့ဝင်ပြီးအာမခံပေးနိုင်မယ်မထင်ဘူး။ ကြောင်းမလို့ဘလို့ဖြစ်ဖို့များပါတယ်ဆက်ကောင်စီကတော့ကြာလေးသူအချက်တည်းတွေ့တယ်ဖြစ်မှာပဲနေပြည်တော်ကပျက်စီးတဲ့ဟာလည်းမနေဘူးလေနေပြည်တော်မှာရှိတဲ့ဝန်ထမ်းဝန်ထမ်းတွေကလည်းမနေဘူးပျက်စီးကုန်တာအဲ့တော့အစိုးရရန်ရည်ရတစ်ခုလုံးတွက်ချလိုက်နေတာပဲဒီခါတော့လုံးလုံးတွေတော့ဒီနှစ်လုံးကတော့တော်တော်ကိုခက်ခက်ခဲခဲချက်ချက်ကြမှာဖြစ်နေတယ် မြန်မာနိုင်ငံမှာအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုစ်တမရလူကာရှန်ကိုနဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ပြည်내ထူထောင်ရေးနဲ့လန်ဒရာတွေအစအဦးတွေပြည်내တိစားဖို့အချိန်ယူရမှာဖြစ်ပြီးကုန်ကြစရိတ်လည်းကြီးမားမှာဖြစ်တာကြောင့်နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ပြောတဲ့ရွေးကောက်ပွဲကျင်းပမယ့်အချိန်အတွင်းရွေးကောက်ပွဲကျင်းပနိုင်ဖို့ခက်ခဲကြောင်းစီးရင်းနိုင်ငံရေးကခက်တွေကပြောပါတယ်။ဒါပေမဲ့ပြည်내တိစားရေးလုပ်ငန်းတွေလှုပ်ဆောင်ပြီးမှ သာရွေးကောက်ပွဲကိုကျင်းပမယ်ဆိုရင်တိုင်းပြည်မှာနိုင်ငံရေးရအရွေးအကူပြောင်းနေလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့် NASA ကအနေနဲ့ရွေးကောက်ပွဲလုံးဝမလုပ်မှာကိုခံမှန်းလို့မရကြောင်းလဲစီးရဲနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြပါတယ်။အရေးကြီးတဲ့အစအဦးနေရာတွေကိုစုပေါင်းပြီးပြင်ဆင်သွားကြမယ်ဆိုရင်ရွေးကောက်ပွဲဖြစ်နိုင်တဲ့အတိုင်းအတာမျိုးရှိကြောင်းတိုင်းလိုင်းရှမ်းနေမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ကဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါတယ်။ သူပြောတဲ့အချိန်ကသူဖြစ်အောင်တော့လုပ်ပေးတဲ့ချိန်ပြောတာလည်းမဟုတ်တော့ဘူးလေအခုကလည်းနေ့ရက်နေ့တုန်းကလည်းဒီဒီပေါ်နဲ့တွေ့တဲ့ခါတုန်းကလည်းကြောက်ခဲ့တယ်လေရွေးကောက်ပွဲကတော့မဖြစ်မနေလုပ်မယ်ဆိုတဲ့သဘောပါနော်ဒါယောက်ျားတယောက်ရဲ့ဂတိမဟုတ်ဘဲနဲ့လားအစိုးရတရားရဲ့ဂတိလို့ပြောလို့ရတာပေါ့ဒီဒီမောင်ပြေးတာညောင်ပြက်စီးတာပြက်စီးခြင်းကတကြောင်ပေါ့ဗျာဒါပထမဆုံးအချိန်လူတိုင်းရပြီးတော့ပိုင်းခေါ်တဲ့လူတော်တော်မှပုံမှန်ခင်းကျင်းနေကိုပြန်ကြည့်မယ်ဆိုရင်တော့ ဖြစ်သူခေါ်တော့တဲ့အပိုင်းလေးရှိတာပေါ့နော်အခုလည်းဒီစောက်ဦးလေးပြင်ကြမယ်ရေးကြီးနေဆူပေါင်းကြီးပြင်ဆင်တော့မှကြမယ်ဆင်တော့ဒါဖြစ်နေတဲ့တိုင်းတာလေးရှိပါတယ်ရွေးကောက်ပွဲတော့ရွှေ့မယ်ဆိုတော့ကျွန်တော်ထင်ရွေးကောက်ပွဲရွှေ့လေးလေးကျွန်တော်နိုင်ငံကြီးကြက်ကတော့ဘေးကျန်နေကြကြုံလေးလေးဖြစ်နေပါတယ် နဆာကဥက္ကဋ္ဌပူဇော်မူကြီးမင်းအောင်လှိုင်ကတော့ Partisan Democracy ရဲ့ထွေထွေရေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယအပတ်မှာ2026ဇန်နဝါရီလဒုတိယအပတ်အတွင်းကျင်းပပြုလုပ်ဖို့ရာထားပြီးရေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း2025ခုနှစ်မတ်လ3ရက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။